မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီဆက်နှစ်ချိန်မှာကျွန်တော်အနည်းရှုပ်အနေနဲ့ဒီကီလေးလုံးပေါ့နော်နီး၅မြို့ကိုကျွန်တော်တုံးထားတာဖြစ်ပါတယ်သူချပြီးသွားတာကတော့နီးလေး၆ဖြစ်ပါတယ်စုံကနန်း၃လုံးချပြီးသွားတယ်ပေါ့နော်ဟုတ်ကဲ့ဒါကြောင့်မို့ကျွန်တော်တုံးလိုက်တဲ့ဒီနီးနံပါတ်၄ပေါ့နော်၅၆3နှစ်တဲ့ကအထီးကြီး၆ရက်နေ့ရဖြစ်ပါတယ်နေ့ရ၆ရက်ပေါ့နော်နံပါတ်2မှာတော့၄ရက်၆ရက်ဖြစ်ပါတယ် ပြီးရင်နံပါတ်3မှာတော့၄ဒလုံးပေါ့နော်နံပါတ်၄မှာကြတော့နေခွန်9ဒုံများထက်ကနေဒလုံး5နံပါတ်5မှာတော့နေ3ဒုံများထက်ကနေဒလုံးဆိုပြီးတော့ကီ5မျိုးစလုံးပဲ okay တွေပေါ့နော်ဒီ6ရက်2ရက်4ရက်6ရက်4ရက်2ရက်2ရက်2 4 6ဆိုပြီးတော့ကျွန်တော်ကီ5မျိုးစလုံးပဲ okay တာဖြစ်ပါတယ် နောက်ထပ်ကျွန်တော်တို့ပရိတ်ပေါ့နော်၃လုံးပေါင်းချင်းပရိတ်ဒီ2 4 6ဆိုတဲ့အတွက်ခဏန်း၃လုံးပေါင်းရင်ညပရိတ်ဖြစ်ပါလေပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကိုးတုံများည3 4 6ထက်ကညပရိတ်ဖြစ်ပါလေပရိတ်ကလည်း okay တယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဗေဒံဖြစ်ပါလေနတ်တန်အထိဗေဒံပေါ့နော်နတ်တန်အထိဗေဒံဆိုပေမဲ့ကျွန်တော်ဒီမှာည4 6ည4 6ပေါ့နော်နတ်တန်ထိရမှာဖြစ်တဲ့အတွက်ဒီနီးနံပါတ်1 ကျက်သွားခဲ့တာဖြစ်ပါတယ်ပေတံကျိုးသွားတယ်လို့ပြောရမှာပေါ့နော်နောက်ထပ်နှလုံးပေါင်းရှင်းအတန်း၅မျိုးဖြစ်ပါတယ်ပေါ့နော်နေ၄၆ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေနဲ့၄ပေါင်းရှင်းဒီ6နှလုံးပေါင်းရင်ပေါ့6ပေါ့နော်၄နဲ့6ပေါင်းတဆယ်ဒီနေနဲ့6နဲ့ပေါင်းရင်8 6တုံများ8ပေါင်းရှင်းအတန်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီနီးနံပါတ်1မှာတုံများရဲ့8ရဲ့နီးနံပါတ်2မှာ8တလုံးနံပါတ်3မှာ6တလုံးနံပါတ်4မှာ6ရဲ့8ရဲ့ နံပါတ်9မှာကြတော့ချီရဲ့တုံများရဲ့ဆိုပြီးတော့ပေါင်းရှင်းအတန်ကျွန်တော်ပြီးခဲ့တဲ့တပတ်လိုမျိုးပဲအကုန်လုံး OK တွေပေါ့နော်အကုန်လုံး OK တွေဆိုပေမဲ့ကျွန်တော်ဒီမှာနေပရိတ်မှာပါလို့မရှိတဲ့လေးဆိုတာလေးခဏတကြပြန်ရှင်းပြပေးမယ်ပေါ့နော်ကျွန်တော်နေပရိတ်နေလေး6တီဒီပေးတန်ကျိုးသွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေပရိတ်မှာမရှိတာဖြစ်တယ်ပေါ့နော်နေပရိတ်မှာကစားကွယ်လုံးဝမရှိတာဖြစ်ပါတယ် နောက်ထပ်83 893လေးထက်က1 on 2ပေါ့နော်တလုံးပဲထီရမှာဖြစ်ပါတယ်အဲ့ဒီမှာလေးတလုံးပဲထီတယ်ပေါ့နော်ထီရင်တလုံးမထီရင်လုံးလုံးပေါ့နော်မထီဘူးဆိုရင်ကီလေးလုံးစလုံးတလုံးမှာထီမထီရဘူးပေါ့နော်ဒီမှာတော့လေးတလုံးထီတာဖြစ်ပါတယ်ကျွန်တော်စုံကဏ္ဍအောင်စုံကဏ္ဍပဲပေါ့နော်လေးတုံများ6ဖြစ်ပါတယ်6 7တုံများတော့လေးတုံများ6တော့စုံကဏ္ဍဆိုပြီးမှကျွန်တော်နေလေး6ဖြစ်သွားတယ်ပေါ့နော် โอเคဒီပေတံကျိုးသွားခဲ့တဲ့ကြာကြာမှုဖြစ်ပါတယ်ကျွန်တော်ဒီလေးပေါ့နော်ဒီမှာအကျန်းထုတ်ပြထားတာဖြစ်ပါတယ်ဒါလေးကိုလည်းအနည်းချုပ်ဗီဒီယိုမှာတစ်ခါလေးရှင်းပြပေးထားတယ်ပေါ့နော်နေလေးချောင်းကျွန်တော်အားနဲ့ကနဲ့အနေရှားထားတာပေါ့နော်ဒီမှာကျွန်တော်ဒီကီအားလုံးနဲ့ကျွန်တော်တပင်ရှင်းညီထုတ်တာဖြစ်တယ်ပေါ့နော် ပေးထားတာဆိုရင်ကြံနေတာကနေပရိမာဆိုရင် ကျွန်တော်ကြံနေတာဒီနေလေး6ရဲ့9ချေ9ရဲ့ပဲကြံတာဖြစ်ပါတယ်နေလေး6တဲ့ဖြစ်သွားတယ်ဗောနော ငါရှိကိုရနေလေးချောင်းရင်ဒီနကွယ်ပဲကြံနေဒီအောက်မှာလည်းကျွန်တော်ပြန်ပြီးတော့ချုပ်ထားတာပေါ့နော်ဒါလေးကိုဘေးတန်နဲ့ထက်ချုပ်တဲ့အချိန်မှာကျတော့ဘေးတန်ဒီမှာတော့အနေလေးချောင်းဘေးတန်နဲ့တန်းထီးတယ်ဆိုပေမဲ့ဒီဘေးတန်တစ်ခုကျိုးသွားခဲ့တယ်ပေါ့နော်ဒီဘေးတန်ပြတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေလေးချောင်းကိုပေးလိုက်တာဖြစ်ပါတယ်နေလေးချောင်းပေးလိုက်တော့ကျွန်တော်တို့ငါရှိကိုကြံနေပေါ့နော်ငါရှိကိုကြံတာဒီနှလုံးပေါင်းခြင်းအတန်နဲ့ထပ်ပြီးဖြတ်ထုတ်တဲ့အချိန်မှာကျတော့နေပိတ်ငါရှိကိုလည်းပြတ်သွားခဲ့တယ်ပေါ့နော်ငါရှိကိုလည်းမပါခဲ့ဘူးပေါ့နော် ဒါကြောင့်မို့ကျွန်တော်ဒီပေတံကျိုးတဲ့အတွက်ကြောင့်မို့ဒီအဲပရိနံပါတ်2ပြည့်သွားမပါခဲ့ဘူးပေါ့နော်။ဒါကြောင့်မို့ဒီမှာနေပရိလွတ်သွားတာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်ဒီပေတံတစ်ခုကျိုးသွားခဲ့တယ်ပေါ့နော်။ဆက်တဲ့ချိန်မှာလည်းဒီကီလေးလုံး OK တယ်။ပရိကလည်း OK တယ်။ပေတံလည်း OK တယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာ၄ပရိ2 3ဖြစ်ပါတယ်ပေါ့နော်။2 3 3ခုနေဒီဆက်တဲ့ချိန်မှာလည်းကီးတွေအားလုံး OK တယ်ဆိုပေမဲ့ပရိတွေအားလုံးပေါင်းရှင်းအတန်လည်း အားလုံး okay တယ်ဆိုပေမဲ့ဒီပေဒံတစ်ခုအတွက်ကြောင့်မို့ပေဒံတစ်ခုကျိုးသွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့ပိတ်မှာဘာမှမရှိတာဖြစ်တယ်ပေါ့နော်။စုံကနန်းဆိုပေမဲ့ပေါ့နော်စုံကနန်းဆိုပေမဲ့နေ၄6ရဲ့၃ည၄6ရဲ့ဖြစ်သွားတာဖြစ်ပါလေ။ကျွန်တော်ဒီမှာလည်း okay တယ်ပေါ့နော်ဝန်အုံတို့လည်း okay တယ်ဆိုပေမဲ့ကျွန်တော်ဒီဒီအပြည့်ခွေကနန်းခုနှစ်လုံးမှာတော့ပြည့်သွားခဲ့တယ်ပေါ့နော်၄5 6ကီးရ okay တယ် ၉၃၃များကြီးရတော့ပြဲသွားခဲ့တယ်ပေါ့နော်အဲဒါကြောင့်မို့၃များကိုလေးပိညာမှာထားတယ်ဆိုပေမဲ့ဒီ၃၄၅၃များအလေးပိကြီးမှာကြတော့အလေးတလုံးအလေးထိုင်နေရာကနေဟိုကေသွားတယ်ပေါ့နော်၃၄၅၃များဒီအလေးတော့မဟုတ်အပိကြီးပင်ရှိဖြစ်ပါတယ်လေးတလုံးလေး၆ဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်အနေနဲ့ပေါ့နော်ကျွန်တော်တကွက်ကောင်းတုံးရှင်နဲ့မိတ်ဆွေတွေအတွက်ကိုတင်နိပရိဆိုပေမဲ့နိပရိပရိကဥကေတယ်ဆိုပေမဲ့ကနန်ပြတ်တယ်ပေါ့နော် ကျွန်တော်လုံးပိုင်ကျွန်တော်၃မျိုးတင်ပြထားတယ်ဗောနော်လုံးပိုင်၃မျိုးမှာ၄ရက်၆ရက်ဒီကိုတစ်ခုပြည့်သွားခဲ့တယ်ဗောနော်ဒါကြောင့်မို့အဲ၄လေး၆မှာဆိုရင်၄၆ခုဖြစ်သွားတယ်ဗောနော်၄ရက်၆ရက်ပဲပါတယ်ဒီကိုတစ်လုံးလုံးပိုင်ပြည့်သွားခဲ့တယ်ဗောနော်โอเคကျွန်တော်ဆက်ပြီးတော့ဒီ၁၂ချိန်မှကျွန်တော်တင်ပြထားတဲ့ဟာလေးကိုကျွန်တော်ပြန်ပြီးတော့ review အနေနဲ့ဆက်ပြီးလေ့လာကြည့်အောင်ပါเนาะကျွန်တော်ဒီအထီးကီး၃လုံးပါဆိုရင်၁၂ချိန်တုန်းကလည်းကျွန်တော်ဒီကီး၃မျို ကီ၃လုံးပေါ့နော်တန်ဒီနဲ့တကွာအရှင်းပြထားတယ်ပေါ့နော်၃၃၃၉နဲ့၃၉နဲ့ပေါ့နော်၃ထိတ်၃၉နဲ့ဖြစ်ပါတယ်ဒီ၁၂ကြိမ်မှာလည်းကျွန်တော်ဒီ၃လေးရှိကီမှာဆိုရရှင်အထီးကီအနေနဲ့သူချပေးသွားတာဒီနေ့လေး၆ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ၄ဒလုံးပေါ့နော်၃လေးရှိတဲ့က၄ဒလုံးပြီးရင်၈၉နှစ်ထဲက၄ဒလုံး၄၉နှစ်ထဲက၄ရံ၄ရံပြီးရင်၁၃လေးထဲက၄ဒလုံးဆိုပြီးတော့ ျွန်တော်ဒီကီးကလည်းကီးသုံးလုံးကလည်း okay တယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ချင်းလေးကိုနှစ်တိထိတ်စီဖြစ်ပါတယ်ပေါ့နော်လေးကိုနှစ်ထိတ်စီမှာနှစ်ထိတ်စီနှစ်လေးချောင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီပြီးခဲ့တဲ့7ကြိမ်တုန်းမှာလည်း3 6ကီးမှာ3ထိတ်စီ3ခုနှစ်ဒီ7ကြိမ်မှာလေးကိုနှစ်ထဲကနှစ်ထိတ်စီနှစ်လေးချောင်းဆိုပြီးတော့ဖြစ်တယ်ပေါ့နော်နှစ်လေးထိတ်စီလည်းကျွန်တော်ပြပေးထားတယ်ပေါ့နော်နှစ်လေးထိတ်စီတဲ့မှာနှစ်ထိတ်စီနှစ်လေးချောင်းဆိုပြီးတော့ okay သွားတယ်ပေါ့နော် ဒါလေးကိုလည်းကျွန်တော်တို့ညာကွန်ပြီးတော့အသုံးတဲ့မိတ်ဆွေတွေအတွက်တော့အဆင်ပြေမယ်ပေါ့နော်အတွဲအနေနဲ့ကျွန်တော်ရှစ်ခုအနေနဲ့တစ်သုံးလေးနဲ့တွဲပြထားတာဆိုရင်ဒီမှာနှစ်လေးအတွဲပေါ့နော်နှစ်လေးအတွဲနှစ်လေး6ဖြစ်ပါတယ်ခင်ဗျာကီးအများကြီးတင်ပေးထားတယ်ပေါ့နော်ကီးအများကြီးတင်ပေးထားတာလည်းအကုန်လုံးဒီ okay နေတာဖြစ်တယ်ပေါ့နော်ဒီကီးလေးလုံးကလည်း okay တယ် ဒီ key ၃လုံးနဲ့ okay တယ်ဗောနော်နောက်ထပ် key ၄လုံးပဲပြပေးအောင်မယ်ဗောနော်ကျွန်တော်ဒီ pattern တခုကြိုးထားခဲ့တဲ့အတွက်ကြောင့်မို့ဒီနိပရိတ်မှာဘာမှမရှိတာဖြစ်တယ်ဗောနော်နိပရိတ်ဒီမှာ၄၄၆သိကြီးဖြစ်သွားတယ်ဗောနော်ခြံသွားခဲ့တယ် pattern ကြိုးတဲ့အတွက်ကြောင့်မို့ဒီမှာခြံသွားခဲ့ရှင်းဖြစ်တယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ရာကန်မပါဘူးလို့ပဲပြောအောင်မှာဖြစ်တယ်ဗောနော် okay နောက်ထပ်ကျွန်တော်ဒီ master key ကိုဆက်ကြည့်အောင် master key ကလည်းကျွန်တော်၄၄၆ရဲ့၃၅ခွန်ရဲ့ဗောနော်အဲ့မှာတော့ အာကျွန်တော်နေ့တုံးအတွက်၃ခုနေပေါ့နော်ပြီးတော့ဒီ၁၂ချိန်မှာကျတော့၃ညနေလေး၃ညနေလေး၂ခုပေါ့နော်၃ညနေလေးမှာ၂ရက်၄ရက်ဒီ၅ခုကတော့ပြည့်သွားခဲ့တယ်ပေါ့နော်အားကြောင့်မဒီမစတာကြီးပင်ချီကြီးဒီလာမဲ့ဒီ၁၃ချိန်မှာလည်းကျွန်တော်ဆက်ပြီးတော့အသုံးပြုလို့ရနေဆဲပဲဖြစ်တယ်ပေါ့နော်โอเคနောက်ထပ်အနေနဲ့ကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော် ဒီနှလုံးပေါင်းခြင်းအတန်ဖြစ်ပါတယ်ဒီ၁၇ချိန်မှာလည်းကျွန်တော်ဒီမှာအကုန်လုံး okay တယ်ပေါ့နော်ဒီ၁၂ချိန်မှာနီး၅မျိုးပြပေးထားတယ်ပေါ့နော်ရှောက်ရှစ်တုံများအပါဆိုရင်ကျွန်တော်နီး၆မျိုးဖြစ်သွားမှာဖြစ်ပါတယ်ရှောက်ရှစ်တုံများကိုတော့ကျွန်တော်ပြပင်ရှိတဲ့အတွက်မတင်ပေးလိုက်ရဘူးပေါ့နော်ဒီမှာခေတ္တလေးနဲ့ပဲပြပေးထားတာဖြစ်ပါတယ်နေလေ6ဆိုတဲ့အတွက်ကြောင့်မို့အရှိနှလုံးပေါင်းနေနဲ့လေးပေါင်းချင်းဒီ6ဒီနှလုံးပေါင်း6နောက်ထပ်အနောက်နှလုံးပေါင်းချင်းက10ဒီကွာပေါင်းချင်းက ရှစ်6တောင်များရှစ်ဒီမှာ6တောင်များရှစ်ကွတီပေါ့နော်။သုံးလုံးစလုံး OK သွားတာဖြစ်ပါတယ်။ဤနံပါတ်1မှာတော့3ညရဲ့ချစ်ရဲ့ဒီမှာရှစ်6 6ပေါ့နော်6 6ရှစ်တောင်ညရှစ်တောင်များပေါ့နော်။ဒီနှလုံးပေါင်းရှင်းအတန်လည်း OK တယ်ပေါ့နော်။ဒါလေးကိုလည်းကျွန်တော်တို့မိတ်ဆွေများညံကွန်ပြီးတော့အတုံးတဲ့မိတ်ဆွေတွေတွေ့တော့အဆင်ပြေမယ်ပေါ့နော်။ ဒီ63များကိုကျတော့ကျွန်တော်ဒီ73ချိန်မှာနည်းနည်းတကွာထပ်ပြီးပြပေးသွားမယ်ပေါ့နော်။ Okay ကျွန်တော်နောက်ထပ်ကျွန်တော်တင်ပေးထားတဲ့အားလေးကိုလည်းကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ဒီ72ချိန်မှာကျွန်တော်တင်ပေးထားတာဆိုရင်96တင်နေဂီတာလေးကိုတုံးထားတာဖြစ်တယ်ပေါ့နော်။ဒီအားကုန်လုံးတုံးထားတာဖြစ်ပါတယ်။ဒီ3 4 5ပုံများကျတော့အလေးတုံးမဟုတ်အပိတ်ပေါ့နော်။အဲဒီမှာတော့နီလေး6ဆိုတဲ့အတွက်လေးတလုံးအလေးဆိုပြီးချပေးသွားခဲ့တာဖြစ်ပါတယ်။ 6နိနေ6ဒီမှာတဲ့နိနိနေလေး6ဆိုပြီးတော့ဒီကီး9မျိုးစလုံး OK တွေပေါ့နော်နောက်ထပ်ကျွန်တော်တောင်းသုံးလုံးပေါင်းရှင်းပရိပေါ့နော်သုံးလုံးပေါင်းရှင်းပရိကကျွန်တော်ဒီမှာနိလေးပုံတို့ပြပေးထားတယ်ပေါ့နော်နိလေး6ဆိုတဲ့အတွက်ပေါင်းရှင်းဒီနိပရိဖြစ်ပါတယ်နိလေးပရိထဲကနိပရိ OK သွားတယ်ပေါ့နော်ဒီနိနံပါတ်နိနဲ့နံပါတ် ၃နှစ်ပေါ့နော်ပြည့်ပြင်မရှိသေးတဲ့နှစ်ခုပုံသူဆိုရင်နေ့လေးစပြီးပြပေးထားတယ်နေ့နံပါတ်၄ကတော့ပြည့်ပြင်ရှိတယ်ဆဲပြီးတော့ပြည့်သွားတယ်ပေါ့နော်နေ့လေးထဲကနေပရိတ်နေ့လေး၆ဖြစ်ပါတယ်နံပါတ်၄ကလည်းကျွန်တော်ပြည့်ပြင်ရှိတယ်ပေါ့နော်ဒီနေ့လေးထဲကနေပရိတ်နေ့လေး၆နံပါတ်၄မှာလည်းသူကပြည့်ပြင်ရှိတယ်ပေါ့နော်ဒါကြောင့်မို့ပြည့်ပြင်မရှိသေးတယ်ကျင်လို့နေ့နဲ့၃နဲ့ကိုပုံသူပြပြထားတာဆိုရင်နေ့လေးထဲကနေပရိတ်ဟုတ်ကြီးသွားတာဖြစ်ပါတယ် ဒီနီးနံပါတ်၄ကလည်းဆက်ပြီးတော့ပြတ်သွားခဲ့တယ်ပေါ့နော်ပြတ်ပင်ရှိတယ်ဆက်ပြီးတော့ပြတ်သွားခဲ့တာဖြစ်ပါတယ်ဒီနီးအဆက်ကိုလည်းကျွန်တော်73ချိန်ပါလေဆက်ပြီးတော့တင်ပေးသွားပါအောင်မယ်ပေါ့နော်โอเคနောက်ထပ်အနောနှလုံးပေါင်းခြင်းပရိဖြစ်ပါတယ်အနောနှလုံးပေါင်းခြင်းပရိမှာနံပါတ်3နဲ့3ဆိုပြီးပြပေးထားတယ်ပေါ့နော်2 4 6ဆိုတဲ့4နဲ့6ပေါင်းတဲ့စေ နိနဲ့နံပါတ်3နဲ့ပေါ့နော်နံပါတ်2နဲ့နံပါတ်3နဲ့ပဲ okay တာဖြစ်ပါတယ်3 4 5 6အလေးပိတ်ပါဆိုရင်၄တလုံးကအလေးနေရာမှာ okay တယ်ပေါ့နော်ကျွန်တော်ဒီ non low function brain နေ brain နဲ့ပြပေးထားတဲ့အတွက်ဒီအတွက်လေတော့ပြည့်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီဆက်နံချိန်မှာဒီစုံကီးတွေပဲပြပေးထားတယ်ပေါ့နော်ပုံတူက3များရန်2ရဖြစ်ပါတယ်အဲ့ဒီမှာတော့နေ၄6ဆိုတဲ့အတွက်ဒီကျွန်တော်တို့ဒီကီး3မျိုးစလုံး okay တယ်ပေါ့နော်နေ၄နေနေ၄ဆိုပြီးတော့ ရှုံကနန်းဒီပဲ OK သွားတာဖြစ်ပါတယ်ဒါကျွန်တော်နိနေတကွာလေပြပေးထားတာရှိတယ်ပေါ့နော်မကြည်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့တင်ပြထားတဲ့ဗီဒီယိုမှာကျွန်မရွှေများပြန်ပြီးတော့အလေးလာလို့အရာတွေပေါ့နော်နောက်တစ်ခုကျွန်တော်တို့ပေပရိတ်ဖြစ်ပါတယ် Cap to Day ပေါ့နော်ပေပရိတ်မှာဆိုရင်ဒီတင်းနေပေပရိတ်ဒီပြန်သွားခေတယ်ပေါ့နော်နေလေးချောင်းဆိုတဲ့အတွက်ကြောင့်မို့ဒီနေပရိတ်ဆိုတဲ့အတွက်ပြန်သွားခေတာဖြစ်ပါတယ်တော်လုံးပေါင်းရှင်ပရိတ်ကျွန်တော် အားနေတာနေပရိအားနေတယ်ဆိုပေမဲ့နေပရိချသွားတယ်ဗောနောနောက်တစ်ခုပျောက်ကနဲပေကနဲဗောနောအဲ့ဒီမှာလေတစ်သုံးလေး၆ပဲကျန်တယ်တဲရန်၆ရန်ပဲโอเคတယ်ဗောနောဒီမှာတော့တစ်လေး၆ဖြစ်ပါတယ်ချပေးသွားတာကနှစ်လေး၆ထိတ်စီပြတ်တယ်ဗောနောဆိုတော့ကျွန်တော်ဒီလေးရန်၆ရန်ပဲโอเคတယ်တရားပုံကမှာနှစ်ဒီအားနေထဲမှာပါတယ်ဆိုပေမဲ့လုံးပဲအနေနဲ့သွားထားတယ်ဗောနောဒီပေတန်ကလည်းပြတ်သွားခေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ၃လေး၆ကိုပေထားတာဖြစ်တယ်ဗောနော ဒီနေ့တခုနေ့လုံးပဲအားနေတာဒီပြဲသွားတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့နောက်ထပ်အနေနဲ့ဆက်ပြီးလေ့လာကြအောင်ပါเนาะနောက်ထပ်အနေနဲ့ဒီဆက်နှစ်ချိန်မှာကီးနှလုံးပေါ့เนาะကီးဒီနှလုံးထဲတော့ကီးမှာဆိုရင်နေ့ရှင်းနဲ့9 6 9မှာဆိုရင်နေ့၄6ဆိုတဲ့အတွက်နေ့နေ့6ပေါ့เนาะဒါကြောင့်မို့နေ့6အတွဲဖြစ်ပါတယ်နေ့6အတွဲနေ့၄6ဆိုပြီးတော့ပြီးခဲ့တဲ့တစ်ပတ်မှာဒီကီးနှလုံးကလည်း okay သွားတာဖြစ်တယ်ခင်ဗျာ โอเคဒါလေးကိုလည်းကျွန်တော်73ချိန်မှာလည်းထည့်ပြီးတော့သင်ပေးသွားပါဦးမယ်ပေါ့နော်โอเคကျွန်တော် နောက်ဒီအလေထိန်အားနေပေါ့နော်အလေထိန်အားနေတာဆိုရင်3 4 6ခုဒီလေးလုံးပဲဂျန်နေပေါ့နော်လေးတလုံးနေလေးချောက်ဖြစ်ပါတယ်လေးအလေထိန်ဖြစ်တယ်ဗောနော်ကြံနေတဲ့လေးလေးအလေထိန်ဖြစ်ပါတယ်ဒါအလေထိန်အနေထဲကဗောနော်3 4 6ခွာအလေထိန်လည်းရှိတယ်ဆိုတာလေးပြပေးထားတယ်ဗောနော် နောက်တစ်ခုထိတ်စီအားနေတာကတော့ငါးခွန်ရှိဖြစ်တယ်ဗောနော်ချပေးသွားတာကနေထိတ်ဆိုတဲ့အတွက် okay တယ်အလေးထိုင်အတီဟာလေးဗောနော်လေးအလေးထိုင်ချပေးသွားခဲ့တဲ့အတွက် okay တယ်နောက်တစ်ခုအပိတ်အပိတ်အားနေတာကတော့ကျွန်တော်မပြတော့ဘူးဗောနော်ခွန်ရှင်အပိတ်အားနေတာဒီမှာ6အပိတ်ဆိုတဲ့အတွက်ခွန်ရှင်အပိတ်အားနေတာလည်း okay တာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်73ချိန်မှာလည်းထပ်ပြီးတော့သင်ပေးသွားပါဦးမယ်ပေါ့နော်ဒီ72ချိန်မှာတော့ကျွန်တော်ဒီပိဒံတစ်ခုပြည့်သွားခဲ့တဲ့အတွက်ဒီမှာနှစ်ပြိတ်မှာကျွန်တော်စုံပြိတ်နှစ် မပါလဲဘူးပေါ့နော်ဒီအပြည့်ခွေကနန်းခုနှစ်လုံးကလည်းပြည့်သွားခဲ့တာဖြစ်ပါတယ်နောက်ထပ်လုံးပိန်ဖြစ်ပါတယ်ပေါ့နော်လုံးပိန်မှာဒီဒီလိုလေးတောက်ချောက်ဖြစ်တယ်ပေါ့နော်ဒီလိုတောက်ချောက်ဆိုပေမဲ့ကျွန်တော်ဒီလေးကိုထဲမှာတော့ကိုလုံးပိန်ပြည့်သွားခဲ့တယ်ပေါ့နော်ဒီတော့မို့ကြည့်ဒီ6လုံးပိန်မှာတော့6လုံးပိန်ဒီဒီ3ခုနေတပင်မှာလည်း okay တယ်အခုဒီနေ့လေး6တပင်မှာလည်း okay တယ်ပေါ့နော်၄ရက်၆ရက်၄လေး၆ဖြစ်ပါတယ်ခင်ဗျာ နည်းလေးချောက်ဟုတ်ကဲ့တယ်ပေါ့နော်ဒီလုံးပိန်၉တခုကတော့ပြည့်သွားခဲ့တာဖြစ်ပါတယ်ဒီလုံးပိန်၆ဆိုတာလေးကတော့ကျွန်တော်ဒီဟာလေးပေါ့နော်တုံညာလေးလေးကနေစလာတဲ့အလဲတုံမဟုတ်အပိတ်နေရာအထိဖြစ်ပါတယ်ခင်ဗျာโอเคဒီ၃ခုနေတပင်မှာလည်းโอเคတယ်ဒီနည်းလေး၆တပင်မှာလည်း၆အပိတ်နေရာမှာโอเคတယ်ပေါ့နော်ဒီခါလေးကိုလည်းကျွန်တော်ဒီဆက်၃ချိန်မှာလည်းထပ်ပြီးတော့သင်ပေးသွားပါဦးမယ်ပေါ့နော် ဒီ72ချိန်မှာတော့ကျွန်တော်တို့ပေတံပြတဲ့အတွက်မရလိုက်ဘူးပေါ့နော်73ချိန်မှာလည်းအကောင်းဆုံးနည်းတွေကိုရှာဖွေတင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာ